င်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ငလင်ဘေးတင်ပြည်သူတွေအတွက်အတက်တူ artist တွေရဲ့အလှူအနေနဲ့တက်တူချင်းမြန်သူတွေ90ရာခိုင်နှုန်း short scene နဲ့ပါဝင်နိုင်မဲ့အလှူပွဲကိုနှစ်ရက်တန်တိုင်းကျင်းပတယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်။ငလင်ဘေးတင်ပြည်သူတွေအတွက်အတက်တူ artist တွေရဲ့အလှူအနေနဲ့တက်တူချင်းမြန်သူတွေ90ရာခိုင်နှုန်း short scene နဲ့ပါဝင်နိုင်မဲ့အလှူပွဲကိုတော့ယနေ့ April 9ရက်နေ့ရှိရတဲ့နနက်9:00ကနေည8:00အထိရှမ်းကုန်းမြို့ကန်တာယာ shopping center မှာကျင်းပလျက်ရှိပါတယ်။ ကျွန်တော်တို့ငလင်ဘေးတင်ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့နေရာတွေမှာအသုံးပြုလို့ရအောင်ကိုတက်ကျွမ်းနဲ့တက်တူလေးထိုးရင်းနဲ့ငွေကြေးတချို့ရှာဖွေပေးဖြစ်တာပါကျွန်တော်တို့ရန်ကုန်မြို့ကံတော်ကြီးထဲမှာနေ့ရက်ကျင်းပတာပါဒီပွဲမှာတက်တူချစ်တဲ့သူတွေအတွက်ကရန်ကုန်ငွေလောက်တာအလှလောက်တာမှုအပြင်မှာထိုးလို့တရားကြမယ်ဆိုရင်ဒီမှာက90ပဲကြမှာပါ90ခန့်လုံးလျှော့စည်းနဲ့ပေးထားပါတယ်လျှော့ပေးထားတဲ့ငွေကြေးကိုလည်းကျွန်တော်တို့ကအပ်ဖို့ဆေးဖို့တွေပြင်စားရတောက်တာရေဝဲတာကအစပြတ်နှုတ်ချင်းလည်းမရှိဘူးရတဲ့90ခန့်လုံးကိုပြန်လည်ထူထောင်ရေးအတွက်လှူမှာပါလို့ တက်တူအာတစ်ကိုဂရန်ဒရင်အင်ကပြောပါရယ်အဆိုပါပွဲမှာတော့တက်တူအာတစ်ပေါင်း30ကျော်နဲ့ပါဝင်အားဖြည့်သူရောက်90နီးပါးငလင်ပေးတင်ပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးအတွက်ပါဝင်ကြတာဖြစ်ပါတယ်တက်တူအာတစ်တွေကလည်းအမှုပညာဖန်တီးနိုင်စွမ်းအားနဲ့ပါဝင်ခဲ့သလိုကန်တာ shopping center ကနေရာကိုလည်းစပွန်ဆာအနေနဲ့ပံ့ပိုးပေးထားတယ်လို့သိရပါတယ်ကျွန်တော်တို့တွေအားလုံးကကိုကြိုးအတွက်မပါပါဘူးငလင်ပေးအတွက်ပဲပါဝင်ထားကြတာပါ တတူးချင်းမြတ်နူးသူတွေကလည်းကန်တာယာမှာလာရောက်တတူးရေးထိုးရင်းနဲ့လှုပ်လို့လည်းရမယ်တတူးလည်းရမယ်ကုသိုလ်လည်းရမယ်ဆိုတဲ့အစီအစဉ်မှာပါဝင်ဖို့ဖိတ်ခေါ်ပါတယ်လို့သူကအဆက်ပြောပါတယ်ပရိသတ်ကြီးတွေအမြောက်ဝေးပြလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့ဒန်ယာရင်းရဲ့အယ်ဘမ်အသစ်မိတ်ဆက်ပွဲနဲ့ပရိပက္ခပြည်လဲအောင်ဖြည့်ရှင်းခြင်းအမှတ်၄ဆုရသူများဂုဏ်ပြုပွဲကျင်းပါတယ်ဆိုင်းဆရာမဒေါက်တာစောမြတ်နယ်ရဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်ဆိုင်းဆရာမဒေါက်တာစောမြတ်နယ်ရဲ့ဒန်ယာရင်းရဲ့အယ်ဘမ်အသစ်မိတ်ဆက်ပွဲ ပရိပခပြေလျောင်ဖြည့်ရှင်းခြင်းအမှတ်လေးစုရသူများဂုံပြုပွဲနဲ့စောင်းမင်းဆက်ပွဲခန္ဓာဝင်နေ့ဧပြီလ9ရက်မွန်းတဲ့12နိုင်ကရန်ကုန်မြို့ရှိဘိုးစိန်လမ်းမှာရှိနေတဲ့225 entertainment မှာကျင်းပခဲ့ပါတယ်။ကျမရဲ့ငငယ်ကလေးကအရင်ယူသွခဲ့တဲ့အဆိုတော်ဘွားကိုလည်းပြန်ရချင်တာကြောင့်ကျမရဲ့ငငယ်ကလေးကအရင်ယူသွခဲ့တဲ့အဆိုတော်ဘွားကိုပြန်ရချင်တာကြောင့်လည်းပါပါတယ်။ကျမရေးတဲ့ကြပြားတွေကိုအများနဲ့ဆိုင်တဲ့အကြောင်းအရာတွေများပါတယ်။အဲ့ဒီကြပြားတွေကိုအသက်သွင်းခြင်းတဲ့အပိုင်းတွေရှိတယ်။အဲ့ဒီကြပြားတွေကို melody ထည့်ပြီးတချင်းဆိုလိုက်တဲ့အခါမှာ အသက်ဝင်မီလူတွေအများကြီးအနေအထားကိုထိရှာနိုင်မယ်လို့မျှော်လင့်လို့ဒီတရားပတ်အခွေလေးကိုလုပ်ဖြစ်တာပါ။ကျမငငယ်တို့ကဝါသနာပါရာကအစိုးရနဲ့မင်းသမီးဖြစ်ချင်တာပါ။စာရေးဖြစ်တာကလည်းသူများတွေကိုကူညီပေးရင်လို့ဖြစ်သွားတာလည်းပါပါရယ်။ DSA ပြိုင်ပွဲနဲ့စာအုပ်တွေကိုလုပ်ဖြစ်တာကလည်းလူငယ်တွေအနေနဲ့စာအုပ်တွေကိုဖတ်ဖြစ်လို့ရှိရင်အကျိုးတူဆုံးတရားရမှာပဲဆိုပြီးလက်လုံးမခံမဲ့အာတမီဆက်လုပ်နေတာပါလို့စာရေးဆရာမဒေါက်တာစိုးမြတ်နယ်ကပြောပါရယ်။အဆိုပါပရိပခပြည်လည်အောင်ဖြည့်ရှင်းခြင်းအမှတ်လေးစုရသူများဂုံပြုပွဲနဲ့ ။စောင်းမင်းဆက်ပွဲခန္ဓာမှာငလင်ပေးတဲ့ပြည်သူတွေအတွက်တပ်မင်းကြီးတက်ပြီးဆူတောင်းပေးခဲ့ကြပါတယ်။အဲ့နောက်ဆရာရဲမင်းသိန်း၊ဇာယဆရာဟိန်းလက်၊ဇာယဆရာသွေးသက်ဆရာလာထွန်းအောင်တိန်လင်းတို့ကမူရီတာစကားပြောချခဲ့ကြပြီးပရိပက္ခပြည်လျောင်းပြည်ရှင်ချင်းစပေးစုပြောင်းမွေးပြမဆူရရှိသူခိုင်မင်းထီလာကအဆူရသူများကိုစားကျေးဇူးတင်စကားပြောခဲ့ပြီးပထမဒုတိယဆုတတိယဆုအထူးဆုနဲ့နှစ်သိမ့်ဆုရတွေကိုဆုရပေးခဲ့ပါတယ်။ဒေါက်တာဆုမြတ်နဲ့အခွေကိုစတေးရဆုမြတ်နဲ့ ချစ်နိုင်ဟင်းထက်ရေးတာပြီးတော့ feature အနေနဲ့ချစ်နိုင်ဟင်းထက်တို့ကတည်ဆို့ထားပါတယ်ဒီခွေကို rostrum area band the suited band ကတိခတ်ပေးထားပြီး mixing and mastering ကို jory ဘညာထူးဆန်ကအပဝင်ယူဆောင်ရပေးထားတာဖြစ်ပါတယ်ထန်ရရင်ရင်တေးအယ်ဘမ်ရဲ့စစ်ပေးရှောင်များအတွက်ရေးသားထားတဲ့တေးသချင်းအများအကျိုးပြုတေးသချင်းငင်းချင်ရေးတေးသချင်း73ပုံပါဝင်ပြီးအခုလအတွင်းအာက music production ကဖြန့်ချီမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့အမြောက်ပေးလိုက်ပါတယ်နော် အခုတင်ဆက်ပေးမှာကတော့ငလင်ချောင်းပြိုလဲပြက်စီးခဲ့ရတဲ့တာသနာဝန်ဒီချောင်းနဲ့ဓမ္မရွှေပြည်ချောင်းချောင်းတိုက်ကဆရာလေးတွေအတွက်ယာယီအဆောင်ကျောင်းဆောင်တဲလေးကိုကိုယ့်ရဲ့ကာယလောက်အားနဲ့လိုင်းလံကိုတိလေးရကိုညီလှူဒန်းနေတဲ့ဇွဲနိုင်ဝင်မှာပကံဆရာတော်ဥပညာသာရနဲ့အတူတရုတ်ဆောင်ဇွဲနိုင်ဝင်ကတော့သကိုင်းငလင်ဘေးဒဏ်ချောင်းပြိုလဲပြက်စီးဆုံးရှုံးသွားတဲ့တာသနာဝန်ဒီချောင်းနဲ့ဓမ္မရွှေပြည်ချောင်းချောင်းတိုက်ကဆရာလေးတွေအတွက်ယာယီကျောင်းဆောင်တဲကိုကိုယ့်ရဲ့ကာယအားနဲ့လိုင်းလံကိုတိလေးရလှူဒန်းဖြစ်တယ်လို့သိရပါဗျ။အကိုအသက်ရတခြားမှာတခါမှမရင် မမြင်ဘူးတဲ့ငလင်ပေါ့နော်ရေကြီးတာမိဖအနေနဲ့ကြုံဘူးပေမဲ့ငလင်ကတော်တော်ကြီးပြင်းထန်တာပါဆုံရှုံမှုတွေများလို့ Facebook တောင်တော်ရုံမကြည့်ဖြစ်ဘူးစိတ်မကောင်းလို့လေကိုနိုင်တဲ့ဘက်ကထောက်ပို့ခဲ့စေရမယ့်သတင်းတွေဖတ်ကြည့်ဖြစ်တယ်ဆရာရီနဲ့ဆက်သွယ်ပြီးလှုပ်ပြနေပါတယ်တွေ့ရမြင်ရတာတွေဖတ်ပြီးရှင်းနေမကောင်းလို့ပါကိုအသက်ရှင်နှုံးလေးနိုင်တဲ့လောက်လေးပါဝင်လူတန်းဖြစ်ပါတယ်ကိုတယောက်တည်းလဲငွေချင်းမတတ်နိုင်လို့အကုန်ဝိုင်းလူကြတယ်ကိုကာယအားနဲ့အလှငွေငလင်းနဲ့ပတ်သက်ပြီး၃ရက်လောက်လိုက်လံကောက်ခံထားတယ် ပတ်စံတဲ့တခြားသူတွေပို့ဆောင်မှုတွေကိုလိုက်လံလိုရန်ပေးနေရပါအတင်းထားပါပြောဖို့ကိုခက်ခဲတဲ့အခြေအနေတခုပါဘယ်တော့ခါမှကတ်သုံးပါနဲ့မကြုံကြပါစေနဲ့လို့ဆုတောင်းချင်ပါတယ်အားလုံးဘေးကင်းကြပါစေလို့တရုတ်ဆောင်ဆွေးနိုင်ဝင်ကပြောပါတယ်အဆိုပါလူရမ်းမှုကိုတော့ဗကန်ဆရာတော်ထံကမျိုးဆက်သစ်ဆရာတော်အရှင်ကုမာရလာရောက်လူတန်းပေးတဲ့ဆန်အိတ်နဲ့ဆေးဝါးတွေကိုလိုအပ်တဲ့နေရာတွေကိုပြန်လည်ပေးရလူတန်းနေတယ်လို့ဆိုပါတယ်တရုတ်ဆောင်ဆွေးနိုင်ဝင်ကရခင်လေးကလည်းငလင်ဘေးကိုကိုယ်တိုင်မခံစားရပေမဲ့ ကိုချင်းစာတဲ့အနေနဲ့အင်ဂျီတွေအစားအသောက်တွေအလုံးပေါင်း380ဘူးလောက်လူတန်းခဲ့တယ်လို့သိရပါတယ်ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့ငလင်တန်သစ်နေပြည်တော်ကပြန်ချိုင်းဝန်ကြီးဌာနဝန်ထမ်းတွေနဲ့ပြည်မနာဘက်ကအုပ်ချုပ်ရုံးမှတဆင့်လိုအပ်သူတွေကို Riotty ခောက်ဆွဲတွေလှူဒန်းခဲ့တဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကငလင်တန်သစ်နေပြည်တော်မှာရှိနေတဲ့ပြန်ချိုင်းဝန်ကြီးဌာနဝန်ကြီးဝန်ထမ်းတွေနဲ့ပြည်မနာဘက်ကအုပ်ချုပ်ရုံးမှတဆင့်လိုအပ်သူတွေကို Riotty တွေခောက်ဆွဲချက်တွေလှူဒန်းခဲ့လို့သိရပါဗျာ။ ကျွန်တော်ရုပ်ရှင်စည်းရုံးနေတဲ့ငလင်ဘေးတဲ့နေပြောကပြန်ကြားရေးဝန်ကြီးဌာနကဝန်ထမ်းတွေလည်းငလင်ဘေးကြောင့်အခက်အခဲဖြစ်နေသူတွေကို Riety ခေါက်ဆက်ကြောက်တွေလှူဒန်းခဲ့ပါတယ်။ပြည်မနာဘက်ကလည်းအုပ်ချုပ်မှုတွေကနေတစင်လှူဒန်းခဲ့ပါတယ်။ငလင်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေကြည့်ပြီးတော့တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ကျွန်တော်အနေနဲ့တကယ်လို့တဲ့နေရာတွေကိုလည်းတခြားလေးထပ်မံလှူဒန်းသွားဖို့စိတ်ဆင်းနေပါတယ်လို့မြန်မာနိုင်ငံရုပ်ရှင်စည်းရုံးဒုတိယဥက္ကဋ္ဌဦးအေးကျူလေးက MT Entertainment ကိုပြောပါတယ်။ဆိုပါလူရမ်းမှုမှာတော့အနုပညာရှင်တွေဖြစ်တဲ့ Academy အောက်ခိုင်မိုးရံစွန်ဟန်တီ ရုပ်ရှင်စီရင်ကဒုတိယဥက္ကဋ္ဌနဲ့အမှုဆောင်တွေရန်ကုန်ဗီဒီယိုအခြေခံအဖွဲ့တွေစားတဲ့သူတွေတွားရောက်ပြီးတော့ကိုယ်တိုင်လှူဒန်းခဲ့ပါတယ်။ဧပြီလ9ရက်နေ့ကနေပြည်တော်ကောင်စီနယ်မြေတဘာဝဘေးအနင်းဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နဲ့ပြည်မနာမြို့နယ်မှာတွင်းမှာရှိနေတဲ့ငလင်တန်သစ်ပြည်သူတွေအတွက်ပြည်မနာမြို့နယ်အုပ်ချုပ်ရေးရုံးမှတစ်ဆင့်မြန်မာနိုင်ငံရုပ်ရှင်စီရင်က Variety 66တို့ကိုတွားလှူဒန်းခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အမြောက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့မွေးနေ့အမှတ်တရအနေနဲ့အလှူဒန်းတွေပြုလုပ်ခဲ့တဲ့ဇေယျပါ။ ပရိသတ်ကြီး VCD ခစ်ထဲကအမှုပညာလမ်းကြောင်းပေါ်မှာပရိသတ်အားပေးမှုရရှိထားတဲ့တရုတ်ဆောင်ဇေယျရဲ့ရှင်နေ့ဧပြီလ6ရက်မှာကြာုပ်တဲ့အမွေးနေ့အမှတ်တရအနေနဲ့အလူတန်းတွေပြုလုပ်ခဲ့ပါတယ်။ဒီနေ့မွေးနေ့မှာလူတန်းတဲ့ကုသိုလ်အားလုံးကို9ရက်သားသမီးအားလုံးနဲ့တကွအုံဆက်တပုံကျင်လည်နေတဲ့ဝိညာဉ်တတ်တော်အားလုံးကိုအမြပေးဝေးပါတယ်။ကုသိုလ်ထပ်တူရကြပါစေ။တာဓုခွန်နိုင်ကြပါစေ။တရင်းနေကြအများရာအရန်ကိုရင်ကနေကွဲပြီးတော့နာကျင်နေရပါတယ်။ငလင်ဘေးတန်တဲ့မိသားစုတွေလည်းအမြန်ဆုံးပြန်လည်အဆင်ပြေနိုင်ကြပါစေလို့တရုတ်ဆောင်ဇေယျကပြောပါတယ်။ အဆိုပါအလူအတွက်ရုပ်ရှင်တရုပ်ဆောင်ဇီယာနဲ့ချစ်သူရုံးဝင်ရီဆိုဒေါ်ပြူပြူထွန်းတို့ကလည်းငလင်ဘေးတင်ပြည်သူတွေအတွက်အလူငွေကျပ်သိန်း20ကိုလည်းလှူဒန်းခဲ့ပါတယ်။သူတို့ကအရှိတကုံဖျားမှလည်းနှစ်သိန်းကျော်ကိုလည်းကတ်လူခဲ့ပြီးတော့ဒရိတ်ဆန်လေးတွေကိုခေယာမှာအစာကျွေးကုသိုလ်လည်းပြုခဲ့ကြပါတယ်။ပရိသတ်ကြီးတွေအမြောက်ဝေပေးလိုက်ပါတယ်နော်။ပြူထွေးကတက်ကြီးရွယ်ကိုအများစုကိုဦးစားပေးပြီးလှူဒန်းပါတယ်။အသက်80ကျော်အဖွားတွေကစားပြူပြူထွေးရဲ့အလူကိုကြီးကြီးပြူပြူလက်ခံပြီးစုတွေပါပေးသွားကြပါတယ်။အသက်ကြီးရဲ့အဖိုးတွေအဖွားတွေအတွက်ပြူပြူထွေးကအမိမထားပဲ သူတက်နိုင်တဲ့လငွေကြေးနဲ့ကြော်လိုက်တာပါအသက်ကြီးရဲ့အဖိုးတွေအဖွားတွေကစားဖြူဖြူထွေးကိုချစ်ခင်ကြပြီးသူ့ရဲ့အလှူကိုသားတို့တွေခေါ်နေကြပါတယ်သူ့ဘက်ကအလှူလုပ်ပြီးမှလည်းဖြူဖြူထွေးကအတော်တန်ရဲ့အတော်ဦးလေးတိုင်ဦးလေးခေါ်တက်ပြီးတစ်ဖက်သားကိုလေးလေးဆဆဆက်ထန်တာကတစ်ဖက်သားကိုလေးလေးဆဆဆက်ဆန်တက်တာကလည်းလူချစ်လူခင်များစေရဲ့အချက်ဖြစ်ပါတယ်အလှူလုပ်တဲ့အခါအလှူရှင်ရဲ့မျက်နှာကိုကြည့်ပြီးရှိန်ကြီးစရာမလိုတာကြောင့်လေသူ့ကိုအမြင်သူတိုင်းကချက်သွားကြတာပါ သူ့ရဲ့အလူကရေစက်ခွက်ကင်ပြီးတော့လှူတဲ့အလူမဟုတ်ပေမဲ့လည်းကုသူကတော့အများကြီးရပါတယ်။အလူတွေကိုမယိုးအောင်လုပ်တတ်တဲ့ဖြူဖြူထွေးရှိတဲ့ရွာကိုသူ့ပရိသတ်တွေကပြောင်းပြီးတော့မှနေနေကြပါတယ်။အလူမလောက်ရရင်မနေနိုင်လို့ကြံဖန်လူလေးနဲ့ဖြူဖြူထွေးကိုပရိသတ်ကြီးကတော့သဘောကျရဲ့လားဆိုတော့ကောင်းကမန့်မှပြောသွားပေးခဲ့ကြပါအောင်တော့ပရိသတ်ကြီး။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနာဆင်နေဖို့ကျမတို့ရဲ့ဆယ်လီမမ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။ အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်